အေယဝရီတိုင်းဒေသကြီးမူဥပင်ခရိုင်ပတ်တနော်မြို့နယ်မှာရဲတပ်ဖွဲ့နဲ့ဒေသခံတွေပြစ်ပခဖြစ်ပွားခဲ့ပြီးနောက်ပိုင်းဒေသတွင်မတိမငိမ့်ဆက်ဖြစ်လာမှာကိုဒေသခံပြည်သူတွေစိုးရိမ်ပူပန်နေကြပါတယ်လင်းဆက်အောင်သတင်းပေးပို့ထားပါတယ်ရှင်ဖေဝါရီလ3ရက်နေ့ညပိုင်းကပန်းတနော်မြို့နယ်ခနဲကဘူကြီးရွာအုပ်စုခနဲကဘူရွာမှာမှာဖြစ်ပွားခဲ့တဲ့ရဲတပ်ဖွဲ့နဲ့ဒေသခံတွေပြစ်ပခမှာရဲတပ်ဖွဲ့ဘက်ကတနက်6ချက်အနည်းဆုံးပြစ်ပောက်ခဲ့ပြီးရွာသားတအူးဟာလည်းဓာတ်ထိုးခံခဲ့ရပါတယ် အဲ့ဒီဖြစ်စဉ်နောက်ပိုင်းခရင်ရဲတပ်ဖွဲ့မှုကိုယ်တိုင်ကိုကဲမှုနဲ့ရဲရင်ဟာအလုံးရင်းကိုနယ်မြေရဲစခန်းမှာတိုးချက်ချခဲ့တာကြောင့်ဒေသတွင်းမတိမငြိမ်ဖြစ်လာမှာကိုစိုးရိမ်ပူပန်လာကြပါတယ်။ကျမတို့ကတော့ဒီဥစ္စာကိုရှေ့ဆက်ပြီးတော့ဓာတ်နဲ့ဆိုးဖို့ဘဲဆိုတာကိုတော့ကျမတို့ကယူဆပါတယ်။ယူဆပါတယ်ဆိုတာဗနဲ့မိုးလင်းကျမတို့မှနည်းနည်းကောင်းကောင်းလေးနေရပါနည်းနည်းနေမြင့်လာပြီဆိုဟိုမှာရဲပဲ့တောင်နဲ့တင်လာပြီဒီမှာပဲ့တောင်နဲ့တင်လာပြီအခုအချိန်ထိလည်းအဲ့ဥတီကြီးနဲ့မှရဲတွေကိုခုတော်နဲ့မှဖွက်ထားပါတယ် ချိန်ပြည့်လည်းရှိနေပါတယ်ဒီရဲတွေအဲ့တော့ကျမတို့မှာမနေ့ပိုင်းလေးပဲထမင်းကောင်းကောင်းစားရတယ်နေခင်းဟဲ့လို့ညနေနေစောင်းလာပြီဆိုအိမ်မှာလည်းထမင်းကောင်းကောင်းမစားအာခိုနာပုံတွေကဒီနာပုံတွေကခလေးလူကြီးအဲ့လောက်ကျမတို့မှာကြောက်လန့်နေရပါဟိုလာမင်းကုမ္ပဏီပိုင်ဆိုင်ဦးကျင်ချင်းကသူလုတ်ပိုက်ခွင့်ရထားတဲ့အင်းတွေတွေကငားတွေကိုဒေသခံရွာသားတွေကခိုးယူခဲ့ကြတယ်ဆိုပြီးခနဲ့ကပုတ်နေမြေရဲစခန်းမှာအမှုဖွင့်ခဲ့တာကြောင့်မြို့နယ်ရဲစခန်းမှုဥဆောင်က ရက်တက်ဘွဲ့ဝင်အင်အား30ကျော်နဲ့ရွာထဲဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားရင်းပြိပက္ခဖြစ်ပွားခဲ့ကြတာပါကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘက်မှာအများနဲ့ကျွန်တော်တို့မှာအလိတ်ခံနေရတယ်ဒီကုမ္ပဏီနဲ့ဖြစ်တဲ့ပြဿနာတွေကုမ္ပဏီအဝင်းဝိုင်းနဲ့မှာပဲရက်တက်ဘွဲ့လည်းရှင်းမယ်ဆိုရင်ရှင်းပါကျွန်တော်တို့ဒီရွာထဲရက်ထဲအထိတော့တို့ဒီအမိုက်တွေဆွတ်တယ်လာပြီးတော့ကျွန်တော်တို့ရွာကိုဘယ်လိုပြောမလဲဟိုဒေသကိုမတည်ငြိမ်အောင်လုပ်တာတော့မကောင်းဘူးဗျရွာထဲမှာအများအားလူလူဟိုကောင်းတဲ့လူကနည်းနည်းမကောင်းတဲ့လူကအများကြီးနေကြတာလေ ဲ့လိုမျိုးကြီးညာကြီးခါအချိန်ခါဆိုလို့ရှိတော့သူတို့ဘက်ကတော့နည်းနည်းများတာပေါ့ခနဲ့ကဘုံနယ်မြေရဲစခန်းကို DBP ကတွားရောက်မေးမြန်းခဲ့ရမှာတော့တာဝန်ရှိသူတွေမရှိဘူးဆိုတဲ့အတွက်မေးမြန်းခွင့်မရခဲ့ပါဘူးကရင်လူမျိုးအများစုနေထိုင်ကြတဲ့ပန်းတနော်မျိုးနယ်အတွင်းတို့တဲ့တန်ယုံမှုတွေထက်ပြစ်လာမှာကိုမြို့ကန်တွေအနေနဲ့စိုးရိမ်ပူပန်နေကြပါတယ်။ဆီကတီတီကိုတာဝယ်ပေးရမယ်အပေါ်ရှိ ကျင်းရင်းရေးနဲ့ရေဦးပြရာရေးတဲ့ဆောင်ရွက်မယ်အဖွဲ့အစည်းပြည်သူ့အားကိုးရေးအဖွဲ့အစည်းပေါ့အဲ့လိုအဖွဲ့အစည်းမျိုးကပြည်သူ့အားကိုးချုပ်ကြည့်မှုကျင်းမဲ့သွားတယ်ဆက်ဒီလုပ်ငန်းရှင်တွေအာဏာပိုင်တွေရဲ့လက်ကမ်းတွေကိုသုံးချပစ္စည်းမျိုးဖြစ်တယ်ဆိုလို့ရှိရင်ပြည်သူ့ယုံကြည်မှုအားလဲသွားနိုင်တဲ့ဘောရာရှိတယ်ဘန်းနော်မြို့နယ်မှာလူဦးရေ2သိန်းကျော်ရှိပြီး အများစုဟာရေလုံငန်းနဲ့အသက်မွေးနေကြတဲ့ကရင်တိုင်းရင်းသားတွေဖြစ်ကြပါတယ်ခင်ဗျာ ကျွန်တော်ကလင်းဆက်အောင်ပါ